ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါအဲကျွန်တော်အခုတင်ဆက်ပေးမယ့်အဲဒီခုလက်ရှိမြန်မာနိုင်ငံမှာအသုံးပြုရတာအရန်ကိုအဆင်ပြေပြီး line ရန်ကောင်းတဲ့ဘူးဖြစ်ပါတယ်ပထမဆုံး application ကိုကျွန်တော်တို့ download ပြုလုပ်ဖို့အတွက်ကျွန်တော်တို့ဒီပေါ့နော်အဲဒီ link ကနေပြီးတော့ကျွန်တော်တို့ channel တရား browser တစ်ခုကနေ download ပြုလုပ်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ chrome မှာပဲကျွန်တော် download ပြုလုပ်ပြထားပါမယ်နော် copy လာပြီးတော့မှ chainet တရား browser မှာဒီ paste ဆိုပြီးတော့မှလုပ်လိုက်ပါလုပ်ပြီးတော့မှရှေ့ဆက်သွားလိုက်ပါ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ download ဆိုတဲ့ဒီအပြာရောင်းစာလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်။โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ download အကင်ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ download ပြုလုပ်နေပြီပဲဖြစ်ပါတယ်။โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီ application ကိုကျွန်တော် install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ application နာမည်ကတော့ unfold VPN Pro လို့ခေါ်ပါတယ်။ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ down ကိုနှိပ်နှိပ်ပြီးတော့မှကျွန်တော်တို့ home ကိုသွားသွားပြီးတော့မှကျွန်တော်တို့အဲ့ဒီ application ကိုဖွင့်ပေးလိုက်ပါပြီးရင်တော့ allow ပေးလိုက်ပါဒါဆိုရင်ဒီလိုပေါ်လာပြီဆိုရင်တော့ okay close ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီထဲမှာကျွန်တော်တို့စာပါတွေမရှိနေသေးပါဘူးခဏခေတ္တဆောင်ဆိုင်ပေးပါ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါ နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာစာပါတွေအများကြီးပဲပေါ်လာပြီဖြစ်ပါတယ်။အဲ့ဒီထဲကမှကျွန်တော်တို့ဒီမှာပေါ့နော်အပေါ်မှာဒီပေါ့နော်အညာဘက်ဘေးမှာပြထားတဲ့ free ဆိုပြီးတော့မှပြထားတဲ့ဟာတွေအားလုံးကိုကျွန်တော်တို့ရှိတ်ဆက်အသုံးပြုလို့ရပါတယ်။အဲဒီအောက်ကဖူရန်ပြီဆိုတဲ့ဟာတွေကတော့သူစီမှာကျွန်တော်တို့ဒီ member ဝင်ပြီးတော့မှအဲရမယ်ဒီဟိုအမျိုးအစားတွေပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ကဒီသူပေးထားတဲ့ free တွေကအသုံးပြုရတာအရန်အဆင်ပြေပြီး line ရန်ကောင်းပါတယ်။ ဲ့ဒီတော့ကျွန်တော်တို့ဒီပေါ့နော်ဒီစင်ကာပူ2ဆိုတဲ့ဟာကိုကျွန်တော်ဝင်လိုက်ပါအဲဝင်ပြီးတော့မှကျွန်တော်တို့ tab to corner အပေါ်ကဒီအဝိုင်းလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ okay ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရှက်ချင်းပဲ VPN ရှိဆက်သွားပြီးဖြစ်ပါတယ်။ line ရန်ကောင်းပြီးတော့မှအဲကျွန်တော်တို့ဒီ Facebook တွေအသုံးပြုလို့ရပါပြီ။